ညနာတချမ်းရွက်သွားတာလက်တစ်ဖက်ကရုတ်တရက်ကြီးအားနည်းလာပြီးတော့မြောက်လို့မရတော့တာမျိုးစကားပြောတယ်ဆိုရင်လည်းဘလုံးပထွေးနဲ့ဝူဝီဝါဝါဖြစ်လာပြီးဆိုရင်တော့ဒါတင်လေဖြတ်တော့မယ်ဆိုတဲ့အရှိပြေလက္ခဏာတွေပဲဖြစ်ပါတယ်လူတွေအလွယ်ပြောနေကြတဲ့လေဖြတ်တယ်ဆိုတာက တကယ်တမ်းကျတော့အုံနောက်သွေးကြောပိတ်တာဒါမှမဟုတ်ရင်အုံနောက်သွေးကြောပေါက်တာပဲဖြစ်ပါတယ် သွေးခဲလေးတွေကအုံနောက်ထဲမှာရှိတဲ့သွေးကြောမှာ ပိတ်မိသွားတဲ့အခါမှာအုံနောက်ကိုသွေးထောက်ပတ်မှုမရတော့တဲ့အခါလေဖြတ်တာဖြစ်ပါတယ်။ဒါမှမဟုတ်ဘူးဆိုလေအုံနောက်ထဲမှာရှိတဲ့သွေးကြောလေးတွေကပေါက်သွားပြီးတော့ဒီပေါက်နေတဲ့သွေးကြောကတဆင့်အုံနောက်ထည့်ကိုသွေးယိုစိမ့်မှုဖြစ်တဲ့အခါမျိုးမှာလေဖြတ်တာဖြစ်နိုင်ပါတယ်။ အုံနောက်သွေးကြောပိတ်တယ်ဆိုရင်တော့လက္ခဏာစဖြစ်ပြီး၃နာရီနဲ့၄နာရီအတွင်းမှာသွေးခဲကိုဖြော်တယ်ဈေးသွင်းရတယ်ဒါမှမဟုတ်ဘူးဆိုလဲသွေးခဲကိုခွဲစိတ်နီးနဲ့ဖယ်ရပါတယ်ဒါဆိုရင်တော့အသက်ရှင်သန်နိုင်မှာဖြစ်ပြီးတော့အုံနောက်ရဲ့ပြန်လည်ကောင်းမွန်မှုကလည်းပိုပြီးတော့လျင်မြန်မြန်ဆန်မှာပဲဖြစ်ပါတယ်နောက်သွေးကြောပောက်တယ်ဆိုရင်တော့စဖြစ်တဲ့အချိန်ကနေတနာရီအတွင်းမှာဆေးရုံဈေးကန်းကိုသွားပြီးတော့ ဒီသွေးတိတ်ဖို့အတွက်ဆောင်ရွက်ရပါမယ်။ဒါမှအုံနောက်မှာ pressure တွေဖိအားတွေမများဘဲနဲ့အုံနောက်ကပြန်လဲကောင်းမွန်လာမှာပဲဖြစ်ပါတယ်။နှောင့်နှေးကြမ်းကြနေမယ်ဆိုရင်တော့ဒီအုံနောက်ဆဲတွေ damage ဖြစ်တာပျက်စီးတာအုံနောက်ဆဲတွေတည်သွားတာနဲ့လူအသက်ဆုံးရှုံးသွားတာမျိုးတွေဖြစ်နိုင်ပါတယ်ရှင်။ ဒါကြောင့်မို့ကိုကိုယ်တိုင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုဝင်ပဲဖြစ်ဖြစ်လေဖြတ်တဲ့လက္ခဏာတွေပေါ်လာပြီဆိုတာနဲ့အချိန်မစွဲပဲနှောင့်နှေးကြံ့ကြာမနေပဲအမြန်ဆုံးဆေးရုံစည်းကမ်းကိုတွားဖို့တိုက်တွန်းပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာဂရိစ်ပါ။